que, no lo miras?

ဘယ်လိုသွားရပြီးတော့အားပေးတဲ့အခါကျတော့အဲကျွန်တော်တို့အခုဒီနေ့ကတော့ဂိုင်းဖေးယုံကြီးကိုကျွန်တော်ရောက်နေပြီပေါ့နော်ဒါတော့မင်းသားတွတ်တတ်အောင်ပေါ့ဗျာမလီတန်ကြောင့်ခက်ခဲဖြစ်နေသူတွေအတွက်ဟုတ်ပါဘူးနော်ဟုတ်ပါဘူးတော့ရပြီးတော့လူတန်းပေးရထိုက်တန်လေးပေါ့ တော်တော်များတယ်ဗျာတော်တော်များတယ်ဒူပေါင်းထောင်းနဲ့တောင်းနဲ့တိမ့်နဲ့ချီပြီးတော့ဖြစ်သွားတာဒီစီဆုံးရှုံးမှုတွေထိခိုက်မှုတွေတော်များပါတယ်ဒီပြင်အခြေအနေမှာတော့ပြေချာလေးကြည့်အောင်ပြေချာလေးကြည့်အောင်ပြေချာလေးကြည့်အောင် ပုံစံကြီးရတာကိုဗစ်ထက်ကိုပိုဆိုးသွားတာဗျာပြောမဆိုရင်ကိုဗစ်တော့ကဒီလိုမျိုး တိုက်တွေပါတယ်အဆောက်အုံတွေတိုးတဲ့ထိကိုမရောက်ဘူးဗျာဒါမဲ့ဗလင်တန်ကြောင့်တိုက်တွေပြိုးအဆောက်အုံတွေပြိုးလူတွေထိခိုက်ဆုံးရှုံးမှုတွေဖြစ်တဲ့အခါကျတော့လူတွေတွေမကပိုက်နဲ့ဇီးတွေပထိုးတွေဘဝအမွေတွေဒီမှာပြည့်စည်ရတာပေါ့နော် ်ဒီမှာတော့ပြေပြေဒီကနေ့ဟိုဒီအောက်ကနေဒီမှာဒီမှာအောက်ကနေပဲတက်ပါဘူးလိုက်ဂျင်းနဲ့တရားဖြစ်တယ်ပေါ့ဘောင်းရကိုလည်းကြည့်ဟွာဖြစ်လာတယ်ဒီမှာထားလို့ပဲဘယ်ဘက်ကကိုကြီးပါငင်းငါ၆အောင်ပဲကြီးတာဘယ်ဘက်ဒီနားမှာနောက် ရေပြည့်ကြီးဟာကမ္ဘာကျော်ပြည့်ကြီးဖြစ်သွားတာကြောင့်တချို့စာနာစိတ်ရှိတဲ့နိုင်ငံတွေကလာရောက်ပြီးတော့ကုညီဖိင်းမကြပြီမဲ့လို့တချို့ကြက်ပြော်နေကြတဲ့နိုင်ငံတွေလည်းရှိတယ်ဗျာမဗီယာလက်ခံဒီကဒီကလည်းနှစ်ပါးဟုတ်တယ်ဘာလဲကလည်းဆရာလေးလည်းကလည်းသူတို့ပြည်ကျွန်တော်အင်းနေချင်းနိုင်ငံပြည်ထိုင်းနိုင်ငံပေါ့နော် ခံလိုက်ထိုင်းသတင်းတွေထဲမှာဆိုလို့ရှိရင်သူတို့ comment တွေပါတွေဝင်ရေးကြတာဆိုလို့ရှိရင်မြန်မာတွေကိုပြည့်ပြူတာတွေအဲလောင်တာမျိုးတွေပေါ့ဗျာအဲ့လိုမျိုး comment တွေအများစုတွေ့နေရတယ်ဗျာဒါလည်းသူတို့ဒီလိုဘေးအန္တရာယ်ကိုမကြုံဘူးလို့ဖြစ်မှာပါကြည့်ရအောင်လို့ရကြုံဘူးလို့ဖြစ်ပါပါတကယ်နဲ့ဘူးတွေ့ဒူးတွေ့ကြုံရပြီဆိုလို့ရှိရင်တော့ဒီလိုလည်းပဲဒီလိုမျိုး စာနာနားလဲကြားလိမ့်မယ်လို့ညွှန်လင့်ပါတယ်သိအိုင်းနပါအားကြားလိမ့်နပါကျွန်တော်လက်ရှိထိုင်းမှာနေရဆိုဝင်မဲ့လို့အခုလိုမြန်မာတွေကိုပြည့်ရပြုတာတွေအဲ့လိုမျိုးလောင်ရတာမျိုးတွေလုပ်တဲ့ခါကျတော့ကျွန်တော်လည်းမခံချင်ဘူးဗျ ဒီကောင်တွေကသူတို့ထိမှာတိမှာဇက်ဘယ်လာပြီတော့တချို့ဒီစိတ်ထားသေးသိမ့်တဲ့သူတွေကလည်းလောင်ကြပြောင်ကြတာမျိုးတွေရှိတယ်ပြပြဘာသာခြားတွေပေါ့နော်ဘာသာခြားတွေထဲမှာတော့အမစိတ်ထားမမြတ်တဲ့လူတွေကကိုချင်းစာတရားရှိကြပါတယ်အများစုက80 20ပေါ့နော်20ရာခိုင်နှုန်းတော့တလုံးကြိုက်တယ် ်ပြောမှဆိုအောက်တန်းစားတွေပေါ့ဗျာအောက်တန်းစားတွေရတာအဲ့လိုမျိုးကြိတ်ပြောကြတဲ့ဟာတွေအဲပြီးလို့ရှိရင်ပြည့်ရပြူတာမျိုးတွေလောက်တာဗျာဒါတကယ်တကယ်တကယ်အဲ့လိုမျိုးကိုရင်းစားသိရှိတဲ့သူတွေစိတ်ထားပြေဝတဲ့လူတွေကဘာသာအချားပဲဖြစ်ပါစေလူမျိုးကြပဲဖြစ်ပါစေနိုင်ငံရဲ့အချားပဲဖြစ်ပါစေအဲ့လိုမျိုးပြည့်ရပြူတာမျိုးတွေလောင်တာမျိုးတွေလောက်မှမလောက်ဘူးဗျာဒါကတော့ကျွန်တော်သိသလောက်လေးပြောပြတာပါ အခုတော်တော်လေးကိုပြရတဲ့လောက်တော့တော်တော်လေးကိုအခြေအနေဆိုးတယ်အမ်မြန်မာတွေအဲ့လိုမျိုးပကံလေးတွေကင်ပြီးတော့ဟိုတွားရောက်ပြီးတော့တန်းစီပြီးတော့သမီးတွေပါယူနေနေရာမှာတွားရောက်ပြီးတန်းစီရတဲ့ဟာလေးတွေကဒီဓမ္မကွယ်ဆာမြတ်ဆာမြတ်နာမမတက်လာတဲ့ခါကျတော့တို့ကတခြားနိုင်ငံသားတွေကအဲ့လိုမျိုးပေါ့ချိန်ပြီးတော့ဝန်းလာကြတာပေါ့ဗျာဟောမြန်မာနိုင်ငံဒီလောက်ထိအခြေအနေဆိုးသွားတာ ကွန်ချောင်းနှစ်သုံးတစ်သုံးလုံးသုံးနှစ်ဒီမှာလောတဲ့တဲ့တို့အတွက်ကွန်ချောင်းလောင်တရားပြောင်းတရားလို့ဖြစ်သွားတာဗောနသုံးလုံးသုံးနှစ်ဒါဖြစ်ပါဖိုက်တဲ့ပါလို့အားပေးကြပါတယ်ဒါကအဆင်မကအောင်ပါနဲ့မဟုတ်ငါဒီကပုံစံကားကိုအဆင်ပြေအောင်လုပ်ပါနော် ကောင်းမှာအခက်ခဲကိုရေမဆိုင်ဘူးတဲ့သူမဆုံးရှုံးဘူးတဲ့သူဆိုတာမရှိဘူးဗျခုလက်ရှိအခက်ခဲနေရသူတွေငလင်တန်ကြောင့်အဆင်မပြေတဲ့သူတွေဟာဒီလိုကြံရင်ခဲတဲ့လူတွေဟာမကြခင်မှာအခက်ခဲတွေကိုရေဆိုင်ပြီးပြီဆိုလို့ရှိရင်ဒါဒါပါကြအတန်မာဆုံးနေဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ဖြင်းမိမိပါတယ်အပြင်းတကယ်တွေ့လာရပြီ အခုလက်ရှိအတန်အမာဆုံးဖြစ်နေတဲ့လူတွေကအချိန်တုန်းကအခက်အခဲဆုံးကာလတွေကိုရှင်းဆိုင်ကြော်ဖြတ်ခဲ့တဲ့လူတွေကြီးပါပဲရှင်သမားတွေဒါမှဝိတ်တုံးတွေကိုမမဒါတန်မာတဲ့ body အနေထားကိုရတယ်ပေါ့နော်ပေါ့ပေါ့လေးကိုမလို့ရှိရင်အာ body အချိုးအစားတက်တီးလေးပဲရမယ်ပေါ့ဗျာ တကယ်မာဆယ်အီးတင်နဲ့ဖို့ထင်နေတဲ့ body painter အဲ့လိုမျိုးပေါ့ body painting တိစောက်နေတဲ့ဂျင်းထွေနာကြီးတွေကာယပကာယပလာမောင်တွေကတချိန်တုန်းကအဲ့လိုမျိုးတကယ်ကိုလေးလံတဲ့ဝတ်တုံးကြီးကိုမားခဲ့ကြတယ်အញ្ញောကိုစ조사ခဲ့ကြလို့အခက်အခဲပြဿနာတွေကိုရင်ဆိုင်ခဲ့ရလို့ဒါလက်ရှိမှာပေါ့တကယ်ကိုမှတန်မာကြန့်ခိုင်တဲ့မဏိထားကိုရောက်သွားတာပေါ့နော် ျွန်တော်တို့ညီကောင်မောင်နှမတွေအမျိုးတွေလည်းတစ်ချိန်မှာကြံခံတမလိုက်ကြံခံတမလာကြားလိုက်မယ်လို့ပြောနေပါတယ်အားလုံးပဲဖိုက်တယ်ပါအားတင်းထားကြပါကိုဗစ်တော့လည်းကိုဗစ်လူနာလက်ခံမနိုင်လို့ရှိရင်လူနာရှင်လက်ခံလို့ရေပေးတော့လည်းရေပေးစေပေးတော့လည်းစေပေးမင်းသားတူတော်ဝင်နေမ ။ဖေနီမီချိုပြည့်စည်ခဲ့ရတော့လဲပြီးပြီပေါ့။အခုလက်ရှိငလင်းပြီးကြပြန်တော့လဲပြည်သူတွေကြီးပဲရင်စိခန့်။ကြံလေးလား။ဟိုတိုက်ပါမှာကြပါ။အေးအေး။ဒီမှာတူကြံအောင်မလေး။ဟိုတိုက်ပါမှာကြပါ။ဒီမှာတူကြံအောင်မလေး။အဲဆရာကြီးရဲ့ဒီဟိုလမ်းပြမှုတွေနဲ့ကျွန်တော်တို့ဒီမှာတူအောင်မဲ့လူလာတွေလိုက်ကြည့်ရခါမှာတကယ်ဟို

်ရောက်ဒီလိုလားဝေးရခတ်တယ်ဝေးရခတ်တယ်ဝေးရပါလို့ဝေးရပါလို့ဝေးရခတ်တယ်ဝေးရခတ်တယ်ဝေးရပါလို့ဝေးရပါလို့ရောဂါခတ်တယ်ရောဂါခတ်တယ်ဝေးရပါလို့ဝေးရပါလို့ကဲတာတူပါဗျာဈေးဥစ္စာတာလေဈေးဥစ္စာလေဆိုတော့နိုင်နာကိစ္စကိုလက်မခံတော့တော့ကိုပြင်းပြထားတဲ့ဆုတဲ့လူနာမလက်ခံတယ် ိုးပန်တာတွေကစီယုံကြီးတွေပါလို့တကယ်စီယုံကြီးဒီမှာလည်းဘင်္ဂလားတွေကိုပဲစီယုံကြီးတော့အဲ့လိုမျိုးယူရေးပြည့်စည်သွားတာဆိုတော့ကျွန်တော်လက်ခတ်ခဲ့မှာပေါ့နော်အဲ့ဝဒီအဲ့ဝဒီကိုပုံထုတ်နိုင်တယ်ဟုတ်ကဲ့ပါကျွန်တော်အခုကတော့နန်းလေးမျိုးစီယုံကြီးရောက်နေပြီပေါ့နော်စီယုံကြီးမှာတကယ်ပဲဟိုရေးပေါ်တွေကိုအဲ့နေတဲ့ဒူနာတွေကိုကျွန်တော်ရဲ့ခွန်ရသားမင်းသားလို့မထင်ရတော့လောက်အောင်ဟို အဲ့လိုမျိုးအတက်တရောနဲ့ကုညီတွေအရတွေ့ရတယ်ဗျကြည့်ပါအောင်ဗျာမင်းသားဆိုတဲ့ဟဲ့ဟန်တော့မရှိဘူးဒါပကတနာတွေမပါဘဲနဲ့ဖြူဖြူတင်းတင်းတက်တက်ရှိရှိနဲ့ကိုညီတွေနဲ့မင်းသားသုတ်တော့အောင်ပေါ့ဗျာနော်ကိုညီသားသမီးတွေနော်ဖေးတက်တွေလည်းအားပေးရကြုံနဲ့ပါတယ် တကယ်ကိုစာနာစင်းအပြည့်နဲ့အကူညီထူထမ်းပေးနေတာဒါလက်တွေရောလက်တွေရောထိလိုက်တာဒါ PND ရမြတ်တွေ့ရတာတော့ စင်မချမ်းမြက်ကြာတွေပဲပေါ့ဗျာအပြင်ပတ်ကြီးမှာဗျစေအောင်ထဲမှာတော့မဟုတ်ဘူးတခြားနေရာဒီမှာဒါအစိုးရအနေနဲ့တခြားနေရာမှာဒီမှာဒါအသုံးပြုနေပြီမဲ့လို့အခုလိုငွေလင်းဘေးတွေဖြစ်တဲ့ခါကျတော့ဒီတူမဘီတူတို့ပြန်ပြီးတော့ ထောက်ပံ့နေရတယ်ဗျာနော်ဒါတွေပြောရင်ဒေါ်တွေပါမယ်ဆိုတော့ကျွန်တော်လည်းအများကြီးတော့မပြောတော့ပါဘူးအလုံးနဲ့သိကြမှာပါခမင်းစားတဲ့သူတိုင်းသိကြပါပါကျွန်တော်တည်ပြောမယ်ခမင်းစားတဲ့သူတိုင်းသိကြလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့ကျွန်တော်ပြောတာကိုသဘောမပေါက်ဘူးဆိုရင်ဒါမှမဟုတ်အဲ့ဒီ ပြည်သူတွေကိုအဲ့လိုမျိုးနိုင်တဲ့စီးနဲ့လောက်နေတဲ့ဘတ်တော်သားတွေကိုအပိထောက်ခံနေသေးတယ်ဆိုလို့ရှိရင်တော့ခမင်းပြောင်းစားကြည့်ကြဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ်။မန္တလေးဆေးရုံကြီးမှာလူငင်းငင်းကောင်ကြောက်ကြောက်လာတဲ့ဒီမာတွေအကုန်လုံးကိုကျွန်တော်နဲ့ခင်ရဲ့တားသမီးတားသူကနေပြီးတော့ရောက်တဲ့ဒိန်းကြီးကိုအောင်။ဟိုတဲ့ဒိန်းကြီး။တိုးတဲ့ဒိန်း။ ဒီမှာကျတော့စီယုံကြီးမှာပေါ့စီယုံကြီးမှာလည်းပြစ်ကျက်နေတာပဲဗျာအဲစီယုံထဲမှာနေရတာတော်တော်ကောင်းနေပြီပေါ့မှာတခြားနေရာဒီမှာဆိုလို့ရှိရင်ကွင်းပြင်ကြီးမှာပေါ့ဗျာဘုံကျောင်းထဲမှာလို့ထင်တယ်ဘုံကျောင်းထဲမှာလားစီယုံပြင်ဘက်မှာလားတော့မသိဘူးခတင်းတွေကမဆန့်တော့လို့စီယုံထဲမှာလည်းအဲ့လိုမျိုးပြိုကျတာတွေကျိုးကျတာတွေရှိတဲ့အခါကျတော့ယူရင်းပြည့်စုံတာရှိတဲ့အခါကျတော့ နေရာမဆန့်တော့ဘောဗျာနေရာမဆန့်တော့အခုလိုအပြင်ဘက်တွေပါပါဘာရောက်ပြီးတော့ကိုသားမခံယူနေရတဲ့အနေထားပေါ့ပြပအကူကြီးတွေလည်းအလက်ခံရရှိတယ်လို့တရေနေမှာတွတ်တွင့်နေရတယ်ဗျဒါမဲ့လက်ရှိမှာတော့ပြည်သူတွေလက်ထဲကိုမရောက်သေးဘူးလို့ကျွန်တော်တို့ထင်တယ် တကယ်လို့ရောက်လို့ရှိရင်လည်းအနေငယ်တော့ပေါ့ဗျာအနေငယ်တော့ပါပဲအခုလိုပြည်သူမှပြည်သူတို့ လှူဒန်းပေးနေတဲ့အနေအထားမှာနိုင်ငံရဲ့စီးပွားရေးတွေအခုလှူဒန်းပေးနေတဲ့သူတွေရဲ့စီးပွားရေးဆက်ပြီးတော့လက်ပတ်နိုင်မယ်အဆင်ပြေမယ်ဆိုတော့ကောင်းတယ်ဗျကျွန်တော်စိုးရင်တာလေလိုရတဲ့အကောင်းပါပဲနော်အဲ့လိုမှမပေါ်နဲ့အဲ့လိုကဘေးကကိုညီမလူတွေပါခတ်ခဲသွားမယ်ဆိုလို့ရှိရင်နိုင်ငံရရှေ့ဆက်ဖို့ကအချက်မပြီးတော့ဘူးပေါ့နော်ဒါပြည်သူတွေအတွက်ထိခိုက်မှုတွေ ဝတ်တာပေါ့ပို့ဖြစ်ကောင်မရှိတယ်ဗျဒါတော့မိသားဥတ္တအောင်ရဲ့လက်ရှိမှာငလိနေကြောင့်ခက်ခဲနေတဲ့သူတွေကိုရန်တော်တွေလည်းပါတာပေါ့နော်အားလုံးပါပဲတော့ရောက်ပြီးတော့ဒူတန်းပေးနေတာပဲဖြစ်ပါတယ်ဘုရားတော် ဗေနိုင်ငံမှာမှအဲ့လိုမျိုးပြည်သူမှပြည်သူတို့ကိုညီတဲ့သူကမရှိတဲ့ကိုရှားပါတယ်မရှိတဲ့ကိုရှားပါတယ်ကြေတွက်ကြည့်လို့ရပါတယ်ထိုင်းမှာဆိုလို့ရှိရင်လည်းဗျာတကူကိုပြစ်ပြီးမှရေးပေးမယ်ရေးပေးတခြားဘေးအန္တရာယ်တကူကိုကြော်လာပြီဆိုလို့ရှိရင်အစိုးရပဲကိုညီရတာပဲအဓိကအစိုးရလည်းအာကဝါလောက်တဲ့အစိုးရလို့ပြောလို့ရတယ်ဗျချက်ချင်းဆိုလို့ဗျာ အဲ့လိုမျိုးအရေးပေါ်ကိုကြီးလူတန်းပြမှုတွေကိုရေးကြည့်ကြည့်သလိုစောင်းရပေးတာမျိုးတွေတွေ့ရတယ်ဗျ။အဲကျွန်တော်တို့အင်ဂျင်နိုင်ငံထိုင်းမှာတွေ့ရတယ်ပေါ့နော်။တခြားနိုင်ငံတွေမှာလည်းဒီလိုမျိုးတွေရှိမှာပါ။ဒီကိုမှအားကဝါတော့တဲ့အစိုးရတွေအဖွဲ့အစည်းရှိနေတော့အကောင်းဆုံးပေါ့ဗျာ။

ဒါຫນွေပိုးရင်အခုဖြစ်မယ်တော့ကသူ့နာမည်တော့ကျွန်တော်သိချာမသိဘူးကြာဒါပေမဲ့ຫນွေပိုးအင်ကကျွန်တော်တော့ကျွန်တော်များသိကြတယ်ဗောနော် သားလူတွေဘယ်တော့မှမဟုတ်ဘူးဘောမာဒါ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 သမန်းကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဟုတ်ကဲ့ပါဘူးကျွန်တော်တို့ဂျပန်လည်းပဲတစ်ချိန်တော့ကအနုပြုံပုံတွေအကျဲခံလို့ဆိုပြီးတော့တနိုင်ငံလုံး ပြာကျတော့တယ်ပေါ့ဗျာကြားတရားမရှိအောင်ဒါပေမဲ့လို့တို့ကြည်သူပြည်သားတွေနိုင်ငံသားတွေစီးအောင်တဲ့အခါကျတော့စီးအောင်နေဆိုတဲ့နေရာမှာကောင်းတော့နေရာလေးကောင်းတော့ဘူးဗျာဟုတ်ကဲ့အာဒီနေ့တဲ့မရက်ပြန်တိုးတက်အောင်ကြိုးစားမယ်မနေ့ရက်တဲ့ဒီနေ့တိုးတက်အောင်ကြိုးစားမယ်ဆိုတော့တဲ့တဲ့တဲ့ရန်ချပြီးတော့ကြိုးစားခဲ့ကြတာဆိုတော့ဂျပန်ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲအချင်းကပြဘောကနေပြီးတော့ အဲ့လိုမျိုးဇွေးနေပဲနဲ့ပေါ့ဗျာဆရာထက်တန်မှုတွေပြင်းပြတဲ့ဆန္ဒတွေကြောင့်ဂျပန်နိုင်ငံကတော့လက်ရှိနေထားကိုရောက်လာပြီ။ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံအောဆိုကြောက်ဖို့ရှိတယ်ပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံလည်းပဲအဲ့လိုမျိုး တိုင်းသူပြည်သားတွေပြည်သူတွေအနေနဲ့ဆေးရထပ်တမ်းမှု ရှိမယ်ဆိုလို့ရှိရင်တော့ နေသားလူမျိုးပါလို့ဂျပန်လိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့ညှော်လင့်လို့ရတယ်ပေါ့ဗျာဂျပန်လိုက်ပဲငလိန်ညာကိုအပြင်းထန်ခံစားရတဲ့နိုင်ငံပဲဗျာ ဒါမဲ့လို့မြန်မာနိုင်ငံကျတော့ငလင်တန်ကိုမကြုံမှုသေးဘူးပေါ့နော်ဒါခုမှစကြောရတယ်လို့ပြောလို့ရတယ်အဲကြောင့်အဆောက်အုံတွေဆိုတာလည်းငလင်အတွက်ငလင်တန်ကိုခံနိုင်မဲ့အဆောက်အုံဆိုတာကတော့ရှားတယ်ပေါ့ကြိုတင်ပြင်ဆင်ထားမှုကရှားတယ်ရှားတဲ့ခါကျတော့အခုလိုဖြစ်သွားတဲ့အခါမှာဒါတော်တော်များများကျွန်တော်အခုကတော့ယူရင်းပြက်စီသားသွားတာကိုတွေ့ရတယ်ဗျာ ဟိုမျိုးသမီးဘိုဟိုဆေးရုံကိုရောက်နေတာပေါ့နော်အဲအခုလက်ရှိငလင်ဟိုလှုပ်နေတဲ့အခက်ခဲတစ်ခုမှာဒီထဲမှာဆိုရင်ဟိုကိုဝင်ဆောင်မိခင်တွေအရန်ကိုဘယ်လောက်တောင်ခက်ခဲနေမလဲဆိုတော့ဟာကိုကျွန်တော်လည်းကျွန်တော်အမေနေရာကနေကိုချင်းစာမိပြီးတော့ကျွန်တော်တို့ကဒီဆေးရုံရောက်လာတယ်ရောက်လာတဲ့အခါမှာလည်းအခုကျွန်တော်တို့ဟိုတွေ့ကြည့်လိုက်တဲ့အခါမှာဆရာမကြီးကိုမေးလိုက်တော့ဟိုဟာလောက်ရှိတယ်နော်ရောက်90လောက်ရှိတယ်အဲရောက်90ကိုအဲကျွန်တော်ရဲ့ကိုစင်ဘိုးနွယ်ဘိုးအိမ်ရဲ့က တယောက်တသိန်းကိုတိန်းတရာတို့တို့တွေဟိုလူသွားมาဖြစ်ပါတယ်ခင်ဗျာအဲထူးခြားတာတခုကကျွန်တော်တို့အခုရောက်ရောက်ချင်းมาပဲဒီကိုဝင်ဆောင်နေနေတဲ့ဆောင်ထဲဝင်တဲ့ခါမှာပဲငလင်းကတန့်လှုပ်သွားတယ်อืมကားကိုကြောက်ဖို့ကောင်းတယ်ကျွန်တော်တို့ယောက်ျားရေတောင်မှကြောက်ဖို့ကောင်းတယ်ကိုဝင်ဆောင်နေမိခင်နေဘလို့ထွက်ပြေးမလဲဆိုတော့မေဖွားနေစဉ်ကလာရင်ဟိုဆိုးတာပေါ့အဲ့အတွက်ဟို ကျွန်တော်ခုနေသားသမီးများလူတဲ့လူငယ်တွေကိုဒါတို့ခေါ်ပေးပါဦးခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအားလုံးပဲဂရုစိုက်ကြပါနော်ငလေငလေးတွေနောက်ထပ်ဆက်လုပ်လာဖို့လာလာရှိပါတယ်ကျွန်တော်တို့ဗီဒီယိုတော့ရိုက်တော့မှာမဟုတ်ပါဘူးခင်ဗျာရိုက်အခုလို့ကျွန်တော်တို့တူတန်းနဲ့အမားတွေကဓပုတ်ရိုက်ရှိနေတယ်ဆိုတော့ကျွန်တော်တို့အရန်ပြောရပါတယ်ခင်ဗျာကျေးဇူးပါနော်ဆက်လိုက်ပါနော်